မင်္ဂလာပါရှင်15ရက်6လမှ21ရက်6လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမေစုရဲ့အလုတ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမေစုရင်ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းလေးတွေတိုးချဲ့ရတာအလုတ်ကိုင်းလေးတွေအပြောင်းလဲပေါ်တာဒီလိုပေါ်တဲ့အပြောင်းလဲဟာကောင်းသောပြောင်းလဲခြင်းလို့မြင်ပါတယ်အလုတ်ကိုင်းခွေးအများကြီးရရှိစေပဲတင်ပါပါတယ်အလုတ်မရသေးတဲ့သူဆိုရင်လည်းဒီတစ်ပတ်တည်းမှာ အလုရမယ်ဓမိတ်ကောင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။တံမိုးကြီးသောပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းကြောင့်စိတ်မကောင်းစရာတွေလေးကြားတာမိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ကူညီပေးခြင်းပေးမယ်လေအခက်အခဲလေးတွေဖြစ်တာဒါလေးကြီးကျွမ်းဝတ်တပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအဆင်ပြေပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေမိမိအပေါ်မှာတကယ်ကိုမအပြစ်မြင်တဲ့သူတွေမိမိကိုမဟုတ်ကောင်းကားတွေသဘုတ်လေလွင့်နာမည်ဖြစ်အောင်နာမည်ပြတ်သွားအောင် ပြောဆိုမဲ့သူတွေရှိရေခရုဆိုင်ပါနော်ချီနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွဲသွားတဲ့ဒီစိတ်ဆိုးတာတွေစိတ်နာသွားတာတွေဖြစ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်စရာလေးကြောင့်ဖြစ်ပါတယ် တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့ကျန်းမာရေးလက္ခဏာဟာစိုးကျိုးလုံးဝမတွေ့ရဘူး။ရခင်ကနေကမိမိရဲ့ယောဂဝေဒနာခံစားနေရတယ်ဆိုရင်တော့မှပဲဒီတစ်ပတ်တည်းမှာအနာနဲ့ဆီးနဲ့တွေ့သွားမယ်။ဆရာကောင်းကပါကောင်းတွေ့သွားပါမယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကအလုတ်ကင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီငွေကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကိုပေါင်းသင်းတယ်ပေါ့ဆက်ဆံတယ်ပေါ့အဲ့ဒီကမှမိမိကိုလာပြီးတော့လိမ့်လေတာ နောက်လှည့်ပြားတာဒါလေးကန်တက်တယ်တက်ယူဆိုင်ပြရတယ်နော်ကဲနဲ့ပတ်သက်ပြီးတော့ကန်အလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကို့မှာငွေကြီးလက်ထက်မှာစုမိဆောင်ပြီးပြီဆိုရင်အခြားသောကိုတံမိုးကြီးသောပစ္စည်းတို့နောက်တခြားသောလိုအပ်တဲ့အရာလေးတွေတို့ဝယ်ပြီးတော့မှကိုထိမ့်သိမ့်ထားမယ်ဆိုရင်ပို့ပြီးတော့ငွေကြီးအဆင်ပြေတယ် အဲ့လိုမျိုးမဟုတ်ပဲနဲ့လက်ထက်မှာငွေစုထားတယ်ဆိုရင်တော့အဲ့ဒီငွေဟာစီလိုပေါက်ရှာနဲ့ငွေကုန်မဲ့ထင်မှာပါနေတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါမိမိကိုလင်းစုံမရဘက်ကဒုက္ခပိတ်တဲ့။အဲ့တော့ဂယုစိတ်ပြရတယ်။လင်းစုံမရဘက်ဆိုတာကမိမဆိုရင်ယောက်ျားရှိတယ်ယောက်ျားဆိုရင်မိမရှိတယ်။အဲ့လိုလင်းစုံမရဘက်တွေကမိမိကိုဒုက္ခပိတာမျိုးခံရတဲ့တယ်ဂယုစိတ်ပါ။ဒီတော့တနည်းလူတွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြစီတဲ့ယရိယာကောင်းလေးပြချင်ပါတယ်။ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေဒီယာကညောင်မေကြီးကြီးတပီကိုတော့ပါအဘယုတ်ကစိုးပြီးပပူကြီးကိုနွားနို့တစ်ခွက်လူတိုင်းပေးပြီးတော့မနေ့တာ6နိုင်9နိုင်ပေါ့နော်ညောင်မေကြီးကြီးတပီတော့ပြီးတော့ယုတ်ကစိုးပပူကြီးကိုနွားနို့တစ်ခွက်လူတိုင်းချင်းပြင်မိမိခက်ခဲနေတယ်တပတ်တာခက်ခဲနေအလုံးစုံကင်းစင်ပေါက်ပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိမင်္ဂလာပါရှင်25ရက်6လမှာ27ရက်6လ2025တပတ်တာ ။တနင်္လာသားသမီးချင်းမီဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါလိမ့်ရှင်။တနင်္လာသားသမီးချင်းမီဆိုရဲ့ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အစိမ့်ညရတာအလုတ်မှာပြဿနာတစုံတရာဖြစ်တာကျုံဝတ်တက်တီရောင်းမဝယ်မတွေဖြစ်တဲ့တီဒါလေးကိုခရူးဆိုင်ပါနော်။တန်မိုးကြီးသောပစ္စည်းထွက်တဲ့သတိထားပါ။မိတ်ဆွေပေါင်းသင်းရဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။ဒါ့အပြင်ဆရာသမားနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရဖို့လည်းရှိနေပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဘာလေးပဲစီစဉ်လိုက်ပေါ့နော်စီစဉ်လိုက်တဲ့ကိစ္စရပ်တွေအာဝင်ခွေကြဖြစ်သွားတာမျိုးနောက်အိမ်နဲ့ပတ်သက်ပြီးတော့အယောင်ဝယ်ကိစ္စလေးတွေအစဉ်ပြေသွားတာမျိုးအိမ်ငှားကျင်တာနောက်ပြီးတော့အိမ်ကိုရောင်းကျင်တာတို့ဒီလိုအိမ်ကိစ္စလေးတွေမှာစီစဉ်တဲ့အခါမှာအစဉ်ပြေသွားတာမျိုးအဲ့ဒါလေးတွေ့ရပါတယ်ရှင်မြသားကြီးစီမှာအကူကြီးကောင်းနေ၊ထောက်ပံ့ကောင်းနေ၊နောက်အကျဉ်းဉဏ်ကောင်းနေရဖို့ရှိပါတယ်။ ။ရန်အနီလုံးဝမရှိတဲ့အပြင်ချစ်သူခင်သူပေါများလာမိတပတ်တာလို့တွေ့ရပါလိမ့်။အချီးနဲ့ပတ်သက်ရင်တော့မိမိချစ်သူပေါ်မှာစိတ်တိုင်းမကြအောင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့မိမိနဲ့ကြားထဲမှာเจ้าဝင်ပေါ့เจ้าဝင်နောက်ရက်တယ်ဆိုတာကပဝင်ကျင်ရဖြစ်ဖြစ်ဆွေမျိုးသားကျင်ရပဲဖြစ်ဖြစ်ပေါ့အဲ့လိုကိစ္စလေးတွေနဲ့အိမ်တော်ကြီးမှာပရိပက္ခလေးတွေဖြစ်တတ်ပါအေးကျမကြီးနဲ့ပတ်သက်ဆိုးကျိုးလုံးဝမရှိဘူးရခင်ကလေးကယောဂဝေဒနာခံစားရတယ်ဆိုရင်တော့ပဲ အနာနဲ့စီးနဲ့တွေ့သွားမယ်ဆရာကောင်းတမကောင်းတွေ့သွားပါမယ်အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ကိုကိုတိုင်းလုံးလုံးရတဲ့အခါမှာအခက်ခဲတွေအစင်မပြေမှုတွေပေါ့နော်ဒါလေးရှိနေတဲ့တွေ့ကြမလို့မအေးချမ်းမှုမငြိမ်းချမ်းမှုသို့တော်လေကိုစီစဉ်လိုက်တဲ့ကိစ္စရတန်ရတော့အစီအစဉ်တကြနဲ့တော့အစင်ပြေသွားမယ်လမ်းကူးလမ်းမှာကိုလုံးဝမဲ့ကိစ္စလေးတွေမှာပို့ပြီးတော့အခက်တွေ့စီတယ်လို့တွေ့ရတာပေါ့နော်ကဲနဲ့ပတ်သက်ရင်အလုံးကောင်းနေတယ် ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့လိမ့်လေလေပြားလာတဲ့ခံရတဲ့တည်းတောင်ငွေကြီးငွေငါငွေပေးငွေယူကိစ္စလေးမှာသတိထားပြရတဲ့စကားပြောရတဲ့အောင်နဲ့ပတ်သက်ရင်တော့စိုးရတဲ့ပူပန်မှုလုံးဝမတွေ့ရအောင်မိမိကိုအမျိုးသမီးတစ်ယောက်ကအကြီးကြီးတစ်ယောက်ကအကူအညီကောင်းပေးမယ်ထောက်ပံ့ကောင်းပေးမယ်ဒီလိုလေးတွေတွေ့ရတယ်ပေါ့နော်ဒီတော့တနင်္လာသားသမီးချမိတ်ဆွေတို့ကံထောက်ပံ့ပြည့်စုံတဲ့ကြိယာကောင်းလေးပေးချင်ပါတယ် ဒီတစ်ပတ်မှာတင်းတင်းလာတော်သမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ်တပတ်တာရင်းနေရာကမနာမကျန်းဖြစ်နေတဲ့သူကိုအဲ့တော့ကိုကစေဝါဖြစ်ဖြစ်တက်စာဖြစ်ဖြစ်ပေါ့နော်ပြီးရင်စေကူတာမှုဒီအလူငွေပဲဖြစ်ဖြစ်ပေါ့ဇရီပေါ့ဒီအလူမျိုးလေးလူတန်းလိုက်ခြင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်15ရက်6လမှာ21ရက်6လ2025တပတ်တာအေကာသာသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် အင်္ဂါသားမိချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေအောင်မြင်စေဖက်နမိတ်နောက်လုပ်ငန်းတွေတိုးချင်ရမယ့်နမိတ်အလုံးကိုင်ခွင်လန်းကောင်းလေးတွေတွေ့ရှိစေဖက်နမိတ်ဒီလိုနမိတ်ကောင်းတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။တန်မိုးကြီးသောပစ္စည်းပျောက်တတ်တဲ့ထွက်တတ်တဲ့ဒီယူဆိုင်ပါနော်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ပြောင်းဝဆောင်ရမယ့်ကိစ္စလေးတွေရှိတယ်။အဲ့ဒါလေးတွေကကိုပြောလို့အောင်မြင်စေပဲအားဆက်ရှာဆက်ကောင်းစေတယ်ပေါ့။အိမ်နဲ့ပတ်သက်ပြီးတော့စကားများတဲ့ပြဿနာဖြစ်တဲ့တည်းအဲ့ဒါလေးတော့ခရုစိုက်ပါ ဆွေမျိုးသားချင်းစီကနေအကူအညီကောင်းရမယ်။အနည်းနဲ့အဝေးဆိုရင်အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းစီကအကူအညီကောင်းရနိုင်မယ်။အနည်းမှာရှိတဲ့သူကတော့ကိုယ်ကပေကံဆွန့်ကျင်ရမယ်ထင်ပါပါတယ်။ရန်အန်ဒီရဲ့တိုက်ခိုက်ရှိတဲ့တတိထားပေးရတယ်။အဲ့တော့အနည်းနားမှာရှိနေတဲ့သူတွေကိုယ်တိုက်ခိုက်လောက်တာမျိုးနောက်ပြီးတော့ကိုယ်ညှဉ်းပန်းစီတာမျိုးကိုကိုတိုက်ကလည်းပဲစိတ်ပြတ်သွားတာမျိုးအဲ့ဒါလေးချင်ဝတ်တည်း။ကြည့်နေပတ်သက်ပြီးတော့စိတ်ကုန်စိတ်ပြတ်သွားတာ ကျောင်းရတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းဒီလိုလေးရှိတတ်တယ်ပေါ့နော်အိမ်တွင်းမှာအေးဘူးအေးဆူလေးတွေဖြစ်တတ်ပါတယ်တော့ကျောင်းမကြီးလည်းပြူးဆိုင်ပြရတယ်ကျောင်းမကြီးနဲ့ပတ်သက်ရင်အဓိကတော့အောက်ပိုင်းပေါ့ခန်းအောက်ပိုင်းကျောင်းမကြီးညက်တတ်တယ်အဲ့ဒါလေးပြူးဆိုင်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးလုပ်ငန်းတွေကောင်းနေတယ်အဆင်ပြေတယ်ရောင်းဝယ်တွေလည်းကောင်းနေတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကိုကအလုံးလုံးနေတဲ့အခါမှာ ကိုယ်စိတ်နှောက်ရှက်အမျိုးမျိုးပေးတာတော့နော်နောက်ပြီးတော့ကိုယ်အလိုအတိုက်ခံလေးတွေရှိတာမျိုးလို့ဆိုကိုကအာရုံအရင်နောက်တက်တယ်အဲ့ဒီဟာလေးအတွက်စိတ်မကြည်လင်းပေါ့လေစိတ်မကြည်မသာဖြစ်တတ်တယ်ပေါ့ဒီလိုလေးတွေရှိပါတယ်ကဲနဲ့ပတ်သက်ရင်ခံအောင်တော့ကောင်းနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရတယ်ဝေးခြင်းနဲ့ပတ်သက်ရင်တော့ဝေးရွှင်မဲ့လက်ပွင့်မဲ့စိတ်ညစ်ရတာတက္ကနာပဲဒါပေမဲ့ပြီးမှဝေးခြင်းနဲ့ပတ်သက်ပြီးတော့ငွေတွေပွင့်လန်းလာမယ်ငွေတွေရှင်လန်းလာမယ်ဝေးရှာလို့လွဲကူစီတယ်ပြောတမ်းဖြစ်နေမယ်အဲ့ဒါလေးတော့တွေ့ရတယ်ပေါ့နော် ပူပန်စရာတွေကြီးလိုက်တဲ့အခါတော့အဓိကတော့အလိန်ခံအတက်တာအလိန်ခံမယ်ဆိုတာမျိုးကကိုယ်စီကဘာမှမပါဘဲနဲ့ကိုယ်အလိန်ခံလိုက်ရတယ်ဆိုတဲ့အညာမျိုးပဲဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ်စီကတခုခုဆုံးရှုံးလိုက်ပြီးတော့မှအလိန်ခံရတဲ့အညာမျိုးတော့လုံးဝမဖြစ်စေနဲ့အဲ့ဒါလေးတော့သတိထားပြီးဟုတ်အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပြည့်ချင်တယ်အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယန္တရာကအိမ်ဖျားမှာဒိန်းချင်းလှူပေးရတယ်။အဲ့တော့တနင်္လာနေ့တစ်ခါအင်္ဂါနေ့တစ်ခါ အဲနောက်ပြီးတော့ဆာတာပြီးတဲ့အခါအဲ့လိုရက်ကလေးတွေမှာပိုးလို့ပိုကောင်းတာပေါ့နော်တပတ်လုံးကတော့လူနိုင်နေဆိုရင်ပို့ပြီးတော့အဆင်ပြေပါမယ်အဲ့တော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေယခုကျွန်မပြည့်ရဲ့ရေတရာပြုလို့ဆောင်ရွက်ခြင်းဖြစ်မိမိခက်ခဲတွေတပတ်တာအလုံးစုံပြည့်လည်သွားပြီမင်္ဂလာပါရှင်15ရက်ကိုလာမှာ21ရက်ကိုလာ2025တပတ်တာဘုံတော်ဦးသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ဘုဒ္ဓဒါသမီးချင်းမိတ်ဆွေအလုတ်ကံလေးရန်ကောင်းနေအလုတ်နဲ့ပတ်သက်ပြီးတော့ အလုပ်ရဲ့အကျိုးမြတ်လေးတွေရရှိစေတဲ့အပြင်အဆက်အသွယ်ကောင်းလေးတွေလည်းရဖို့ရှိပါသေးတယ်။တံမိုးကြီးသောပစ္စည်းတော်ထွက်တတ်တဲ့ဂင်းဆိုင်ပါနော်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေရဲ့အပြင်းပြင်းနာညှိုးညံ့တာဒါလေးအကန့်တည်းနော်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ကြီးရှုံ့ရမယ်ကောင်းနေရှုံ့ရမယ်အဲ့ဒါလေးတွေတွေ့ရတယ်။တောင်းဝေယူရမယ်ပေါ့တခုခုတောင်းဝေယူရတတ်တယ်ဒီလိုခက်ခဲလေးရှိတယ်ရှင်မြူသားကြီးနဲ့ပတ်သက်ပြီးတော့ပူညီကောင်းထောက်ပံ့ကောင်းလေးတွေရဖို့ရှိတယ်။ ရန်အနေရမရှိဘူးစိုးရတဲ့ရန်အနေလုံးဝမတွေ့ရဘူးဒါပေမဲ့ဘာမှတာလေးတွေကြောင်းပြုတ်ပြီးတော့စကားလေးတွေအခြေတင်ပြောရတဲ့အရာလေးတော့ရှိတာပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွင့်ရတာမျိုးမိမိချစ်သူပေါ်မှာမိမိရဲ့စိတ်ကုံနေတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးညံတတ်တယ်စီးရုံစီကံပြရမယ်ဘုရားသာသမီကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမတွေ့ရအောင်အဲ့တော့ရင်ကနေကနာနေတယ် ခုမှနေလို့မကောင်းဘူးလို့ခံစားရတယ်ဆိုရင်တော့အနာနဲ့စိတ်တွေ့သွားလိမ့်မယ်ဒီတစ်ပတ်ထဲမှာအေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ်တစ်ပတ်တာလို့လည်းမြင်နေကံနဲ့ပတ်သက်ရင်တော့အားနေမဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ဝေးကြီးလက်ရှင်လက်ပွင့်မဲ့တယ်မှာပါနေတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါဘယ်ရောက်မှဆိုးရတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့ကိုကသူတော်ဘာကိုကူညီလိုက်တာပဲဖြစ်ဖြစ်သူတော်ဘာကမိမိကိုကူညီလိုက်တာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်ရဲ့ကောင်းသတင်းလေးတွေနာမည်ကုန်သတင်းကောင်းလေးတွေထွက်မယ်လို့တွေ့ရတယ်။ဘုဒ္ဓဘာသာကြီးပြည့်စုံအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပေးခြင်းပါလေ။ဒီတစ်ပတ်မှာပြုလို့ဆောင်ရမယ့်ယရိယာကမိမိနေရဘုရားမှာရွှေတောင်ခေါဆွဲလူတိုင်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည်တယ်သွားမေးလို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။25ရက်6လမှ27ရက်6လ2025တပတ်တာ ကျာတော်ဒီသာသမီချင်းပြီဆိုရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ကျာတော်ဒီသာသမီချင်းပြီဆိုရင်ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အစိမ့်ညရတာအလုတ်ကန်မှာစိတ်မပါတော့တာအလုတ်ကအကြီးကြီးနေတဲ့အဆင်မပြေဖြစ်တာနောက်အလုတ်ထဲမှာအမျိုးသမီးတစ်ယောက်ကမိမိကိုအပြစ်မြင်တာအတိုက်ခိုက်တွေလုပ်တာရန်ရှာတာဒါလေးခံတက်တယ်ခင်ဆိုင်တော့တမ်းမူးကြီးတော့ပြည်စီတွေထွက်တတ်တယ်ခင်ဆိုင်ပါ မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းရဖို့ရှိတယ်။ဆရာသမားတွေရဲ့အကူအညီမှုပံ့ပိုးမှုရဖို့ရှိတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်တည်ရန်ရှုံရတယ်။အိမ်နဲ့ပတ်သက်ပြီးဆိုရင်အိမ်ကဖြစ်နေတာတမျိုးမိမိဖြစ်နေတဲ့ပုံစံတမျိုးအဲ့လိုမျိုးလေးတွေနားလည်မှုလေးတွေလွဲတယ်လို့ကျွန်မထင်တာပေါ့နော်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းလေးတွေရဖို့ရှိနေပါလေ။ရန်အနေရေလုံးဝမတွေ့ရပါဘူးရှင်။ ကြီးမားတဲ့ရန် NA စူးချိုးမတွေ့ရအောင်နော်အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်လန်းတဲ့ကာလလူကြီးလူငယ်ပေါ်တဲ့ကာလအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာနော်ကြည်နူးစရာဒီလိုလေးအကျဉ်းပြရမယ်တပတ်တာပါကျမ်းမာကြီးတော့ဂယုဆိုင်ရတယ်ကျမ်းမာကြီးအဓိကအေးအေးလုံးဝမပတ်စင်နေနောက်ပြီးတော့အမြင့်တဲ့ ဘိုက်တွေအောင်တာနောက်လေထိုးတာပေါ့အဓိကတော့လေထိုးမယ်လေအောင်မယ်လေနာမယ်အဲ့ဒီယာနေအစားပြုပြီးတော့အစားအိမ်ကိုနည်းနည်းရောင်တက်တယ်ဂူးဆိုင်ပြီးရတယ်နော်အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ်တပတ်တာပါကိုပြောတဲ့အတိုင်းပဲဖြစ်ပေကိုလုပ်တဲ့အတိုင်းဖြစ်ပေစီစဉ်တကြနဲ့အစဉ်ပြေပေသို့တော်ကိုမှဟိုတိုက်ခိုက်တော့ရှိရပါတော့တိုက်ခိုက်ဆိုတဲ့နေရာမျိုးကလုပ်ငန်းခွင်မှာတိုက်ခိုက်ပေါ့တို့ပင်မဲ့လည်းပဲကိုပြောတဲ့အရာလေးတွေကိုလုပ်တဲ့အရာလေးတွေကကိုကအများကြီးရှိကိုရောက်သွားမယ်ဆိုတဲ့အရာလေးတွေ့ရတာပေါ့နော် ကန်နဲ့ပတ်သက်ရင်တော့အာနေတယ်ဒို့ပေမဲ့မဖြစ်မနေဒီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးဒီထိုးကန်ဆန်းလို့ရတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ငွေကုန်ချေကြအရန်များတာဒါပေမဲ့လေငွေကုန်ချေကြများတယ်ဆိုပေမဲ့ခုမှအဲ့လိုတစ်ခုခုကိုကိုယ်ကပိုင်ဆိုင်လိုက်ရတာအဖက်တင်သွားတာဒီလိုလေးတော့ရှိတာပေါ့နော်အဲ့ဒီတွင်နဲ့ငွေကုန်စီမယ်လို့တွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာပူပန်စရာဘာမှမတွေ့ရအောင်ကိုစိုးရိမ်ရတယ်ဆိုတာជីជីမမစိုးရိမ်မှုလုံးဝမရှိဘူး ကိုပူပန်ရတယ်ဆိုတော့လည်းဒီလိုပဲကြီးမားတဲ့ပူပန်မှုမျိုးလုံးဝမရှိဘူးစိတ်နှောက်ရှက်လို့အမြင်နဲ့ဖြစ်တာပါတော့ဒီတော့ဂျာတာဘီတာသမီးချမိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်တယ်ဂျာတာဘီတာသမီးချမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကအုံစိတ်ဤတစ်ခွက်ဖျားမှလူတိုင်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်15ရက်6လ2025ကနေပြီးတော့23ရက်6လ2025တပတ်တာ ောက်ကြတာသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြတာသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လုပ်ပါ။အလုတ်မှာအမှားရင်းဖြစ်တဲ့တည်းပြဿနာလေးဖြစ်တဲ့တည်းအမှုခင်းလေးတွေဖြစ်တဲ့တည်းဒါအောင်ဂရုစိုက်ပြီနော်။တံမိုးကြီးသောပစ္စည်းထွက်တဲ့တည်းတတိထားပေးရတယ်။မိတ်ဆွေပေါင်းသင်းရဲ့အကူကြီးထောက်ပံ့ကောင်းအကျဉ်းညာကောင်းဆရာသမားတွေရဲ့ဂရုစိုက်မှုဒါလေးတော့ရဖို့ရှိတယ်။ ိမ်နဲ့ပတ်သက်ရင်အရင်စိတ်ညစ်ရတယ်အိမ်ကိစ္စစကားပြောတိုင်းအမြင်နဲ့ပြဿနာတက်တယ်အဲ့ဒါလေးကိုသတိထားရအောင်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းစိတ်ရှုပ်ထွေးရမယ်နောက်ဆက်တည်တင်ရမယ်ရန်အနေနဲ့စိုးစိုးကတော့မရှိဘူးဒါပေမဲ့အာရုံနောက်ဆရာလေးတော့တခုပြီးတခုပေါ်လာတတ်တာပေါ့အချီးရင်းနဲ့ပတ်သက်ပြီးတော့အရင်ကောင်းနေအချီးရင်းမှာမျက်နှာပွင့်မဲ့ဒီကြည့်လူကင်ပေါ်မင်းချစ်သူနဲ့ပတ်သက်ရင်ရွေးချယ်ရခက်ခဲသွားတတ်တယ်ဒီတယောက်နဲ့ကိုယ်နဲ့အဆင်ပြေနေတယ်ဒါပေမဲ့နောက်တစ်ယောက်ကလည်းကိုယ်ကိုလာပြီးတော့အရင်ကိူးဆိုင်ပြနေတယ်စိတ်ဝင်စားနေတယ် ဲ့လိုမျိုးတွေမှာကိုယ်ရွေးချယ်ရခက်ခဲသွားတတ်တာပေါ့နော်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေနဲ့ပတ်သက်ပြီးတော့တရင်ကောင်းကြရင်ကြားမကြောက်ဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီနမိတ်ကောင်းလေးတွေဝင်လာတာမျိုးအိမ်တော်ကြီးမှာအစဉ်ပြေစီပဲနမိတ်ကလေးတွေပေါ့အဲ့ဒါလေးအရင်တူကောင်းတယ်ပေါ့နော်ကျမိုင်းနဲ့ပတ်သက်စိုးကျုံလုံးဝမရှိဘူး။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။အရာရာမှာကိုကတခုခုလှုပ်တိုင်းလှုပ်တိုင်းမှာအဲ့လိုအဖြက်ဒီအနောက်ရှက်တိဒီလိုမျိုးတွေနဲ့ပဲကိုကလှုပ်သွားမှာပေါ့နော်။ကဲနဲ့ပတ်သက်ရင်ကံကတော့ကောင်းနေတယ်။ ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အင်တာမလက်ရှင်ပဲလက်ပွင့်ပဲလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာစူချူလုံးဝမရှိဘူး။အဲ့တော့ကိုယ်စိတ်ထဲမှာစိတ်ကူးနေတာလို့စိတ်ထိတ်နေတာလို့စိတ်နှောက်ယှက်ဖြစ်နေတယ်ဆိုရင်ချက်ချင်းမောင်းတော့ဖြစ်အဲ့ဒီအရွယ်ချိုင်းထားတာနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီထက်သက်ကြီးပါတော့မှဆိုလို့အဲ့တော့တောက်ကြတာသမီးချင်းမိတ်ဆွေတို့ကန်တော့ပဲဖြစ်စီတဲ့ယဉ်ရာကောင်းကြီးချင်မှာပြေးခြင်းနေ တောက်ကြသားတပည့်ချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကရွှေတီးဆယ်လက်အိန္ဒိယသမုတ်ဇနီးတစုမှလူတန်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမိတ်တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။25ရက်6လမှာ22ရက်6လ2025တပတ်တာစတိသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။စတိသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်မှာအခြေအနေလေးတွေ အဲပြက်တနာလေးတွေရံများတာလေးတွေဖြစ်တတ်တယ်ယူဆိုင်ပြရတယ်နော်တံမိုးကြီးတော့ပစ္စည်းတွေဝင်လာဖို့ရှိနေတယ်မိတ်ဆွေအပေါင်းတွေရဲ့အကူအညီကောင်းတောက်ပံ့ကောင်းတွေရဖို့တွေ့နေရပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာကြည်နူးစရာတည်ငြိမ်ကောင်းတွေကြားရတတ်တယ်ဆွေမျိုးသားချင်းစီကနေပြီးတော့ကြားမိုင်းမကောင်းတဲ့တည်နေကြားရတတ်တယ်ရံအနေရဲ့အတိုက်အခံအနှောင့်အယှက်ရှိတဲ့တည်ထားပေးရတယ် အချင်းနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလူတန်းလေးတွေနဲ့အလုရှုပ်နေမဲ့တပတ်တာလို့မြင်နေကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမတွေ့ရဘူးနော်အေးချမ်းချင်းငြိမ်ချမ်းချင်းရောက်ရှိလာမဲ့တပတ်တာကိုပြောတဲ့ဖြစ်လုပ်တိုင်းဖြစ်ပေါ့နော်ငွေချင်းနဲ့ပတ်သက်ရင်လည်းအဲ့လိုပဲငွေရှာလို့အရန်ကောင်းအဲ့ဒါလေးတွေ့ရတယ်ကံနဲ့ပတ်သက်ရင်ကံအလုံးကောင်းနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တုံညတလုံးထီထိုးကန်ဆန်းလို့ရတယ် ဝေကြီးလက်လာပါလေပွန်လန်းလာမဲတပတ်တာရှင်လန်းလာမဲတပတ်တာပါထူရီထူထူပူပန်စရာလုံးဝမတွေ့ရဘူးအမျိုးသမီးတွေရဲ့အကြံဉာဏ်ကောင်းပေးခြင်းအကူအညီကောင်းပေးခြင်းငေတော့ကြီးတော့လည်းမဆိုင်ပေါ့နော်အဲ့လိုမျိုးမျိုးကောင်းသမီးတွေရဲ့အကူအညီကောင်းကြံဉာဏ်ကောင်းပြောရဆိုတာလေးတွေအစအဲ့လိုလေးတွေထောက်ပံ့ကောင်းလေးရမယ်လို့တွေ့ရတယ်စနေသားသမီးချင်းမိတ်ဆွေတို့ကံတော့ပဲပြည့်စည်တဲ့ရည်ရာကောင်းလေးပေးခြင်းနဲ့ ိဋ္ဌံပဲဝင်ပြရတယ်စနေသားသမီးချင်းပြည်ဆွေများအဋိဋ္ဌံကတော့ဂုံတော်ကိုပါပဲဂုံတော်ကိုပါဆိုတဲ့နေရာမှာဂုံတော်တပားကိုတပတ်စီပဲပရိစိတ်စိတ်ဂုံတော်ကိုပါကိုကိုပါလို့ရွတ်ဆိုပြီးတော့မှပရိတလုံးချတာပဲဖြစ်ဖြစ်အဲဂုံတော်ကိုပါအဋိဋ္ဌံလေးဝင်ပြခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမေးလို့တွေ့ရပါတယ်ရှင်